မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရမယ်ငိမ့်ချင်းဆွေးနွေးပွဲတွန်းအားပေးနေတဲ့နိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့သဘောထားပေါ်လေးနက်စွာဆန်းစစ်ကြဖို့ရှားဤသမရတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်မြေတီစစ်အုပ်ချုပ်ရေးမျိုးနဲ့မဆိုတိုင်းပြည်မဖွံ့ဖြိုးမတိုးတက်နိုင်ဆိုတာကိုစစ်ကောင်စီနားလည်ဖို့လိုတယ်လို့ဆိုပါတယ်ငိမ့်ချင်းဆွေးနွေးပွဲစီတွန်းပို့နေတဲ့နိုင်ငံတကာတိုင်းဝိုင်းနေနဲ့စစ်ကောင်စီရဲ့ငိမ့်ချင်းဆွေးနွေးပွဲနေပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ဖို့ NUG ရှားဤသမရဒူဝါလက်ရှိလာကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှားဤသမရဒူဝါလက်ရှိလာက AP 22ရဲ့ဒီကနေ့မနက်ပိုင်းပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရစနစ်မြင့်ဆောင်2025အစိုးရဖွင့်စည်းဝေးမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာပါပြည်တွင်းငင်းချိုင်းဆွေးနွေးပွဲတွေဖြစ်မြောက်တွန်းအားပေးခဲ့တဲ့နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့လေစစ်ကောင်စီရဲ့ငင်းချိုင်းဆွေးနွေးပွဲတွေပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ် စစ်ကောင်စီအနေနဲ့လည်းမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လိုတာကမြန်မာနိုင်ငံမှာဘန်လို့စစ်အုပ်ချုပ်မျိုးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတက်တည်ပဲဆိုတာနားလည်မှုလိုပါတယ်လို့ NUG ယာယီသမရကပြောပါတယ် ရှာရင်တမရက NUG အစိုးရအနေနဲ့မြန်မာတနိုင်ငံလုံးငြိမ်းချမ်းဖို့တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကိုအစဉ်တစိုက်လိုလားပြီးဖြီရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဖြီသူလူလူအဓိကလိုလားချက်တွေကိုလစ်လျူမရှိဖို့အာရုံစိုက်ရမယ်လို့အစိုးရဖွဲ့ဝင်တွေကိုအသိပေးထားပါတယ်။ဖြီတော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းငလင်းကိုအကြမ်းပြုပြီးနိုင်ငံတကာဖိအားတွေပုံမှုများပြားလာနိုင်တာကြောင့်နိုင်ငံတကာခင်းကျင်းတွေကိုကြိုတင်တွက်ဆထားဖို့နဲ့ပြင်ဆင်ထားဖို့လိုတယ်လို့ပြောပါတယ်။နိုင်ငံတကာရဲ့ဖိအားလည်းငလင်းကိုအကြမ်းပြုပြီးပုံမှုများပြားလာနိုင်ပွဲရှိပါတယ်။အခုဆိုရင်အာဆီယံဘက်ကတော့အင်တိုင်းအားတိုင်းစီမံဆောင် င်မြင့်လာတဲ့အခြေအနေတွေကိုတော့အားလုံးလေးသိရှိပြီးသားဖြစ်ပါတယ်။နောက်ထပ်လာနိုင်ပွဲရှိတဲ့နိုင်ငံတကာရဲ့အကင်းကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကကြိုတင်တွန်းဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီနဲ့ MNDE တို့ကြားပြစ်ခတ်ရဲစိန်ကိုတင်ယောက်ကစောင့်ကြည့်ရေးပွဲနဲ့စောင့်ကြည့်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့ MNDE တို့ကြားပြစ်ခတ်ရဲစိန်ကိုတင်ယောက်ကစောင့်ကြည့်ရေးပွဲနဲ့ဆက်လက်စောင့်ကြည့်သွားမှာလို့တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ AB လ22ရက်နေ့ကတရုတ်နိုင်ငံသားဝန်ကြီး ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပုံမှန်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့တာပါ။လာရှုမျိုးကို MNDA ထံကစကောင်စီပြန်လည်ရယူအပြီးတရုတ်ဘက်ကထုတ်ပြန်ပြောဆိုလာတာလည်းဖြစ်ပါတယ်။တရုတ်မြန်မာနှစ်နိုင်ငံဟာအစဉ်အလာ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းခြင်းဟာနှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးဆက်ဘွားအတွက်လှုံ့ဆော်လာလို့သူကဆိုပါတယ်။တရုတ်နိုင်ငံကမကြသေးမီကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ဖွဲ့ကိုမြန်မာနိုင်ငံလာရှုမြို့ကိုဆင်လွတ်ခဲ့ပြီးစစ်ကောင်စီနဲ့ MNDA တို့ကြားပြစ်ခတ်ရဲစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ကလာရှုမြို့ချုံးမွေစွာလွဲပြောင်းပေးရခြင်းကိုလည်းမျက်မြင်သက်သေခံသွားမယ်လို့သူကဆိုပါတယ်။တရုတ်နေနဲ့နောက်တစ်ဆင့်မှာတရုတ်နိုင်ငံကကုမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲတွေ င်ရက်တံပိုးဆွေးနွေးပွဲတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါရယ်။ရှမ်းပြည်မြောက်ပိုင်းကအစံဖက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ခဲ့ပြီးကိုကန့်တက် MNDA တင်ပိုက်ထားတဲ့လာရှုမျိုးကိုတရုတ်ပြည်အားကြောင့်စစ်ကောင်စီစီပြန်လည်လွှဲပြောင်းပေးလိုက်ရပြီမဲ့တရုတ်ကမြမအရေးကြောင်းဝင်မဆွဲဖတ်တဲ့မူကိုဆက်လက်ကျင့်သုံးနေရလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောလာခဲ့ပါရယ်။ဆက်လက်ပြီးပသိမ်ရှိစစ်ဘက်ဆိုင်ရာယုံနေမှာစစ်ကောင်စီခန့်စစ်ခိုင်မာပြင်ဆင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ERR တိုင်းပသိမ်မြို့နယ်ရှိစစ်ဘက်ဆိုင်ရာရုံးနေမှာစစ်ကောင်စီကခိုင်းစစ်ခိုင်းမှပြင်ဆင်နေပြီးဘန်ကာများဆောက်လုံနေကြောင်းသိရပါတယ်။ပသိမ်မြို့နယ်တိုင်းဆိုရာရုံးရှိစခန်းများတရင်များမှာဘန်ကာကရုတ်ချင်းများကိုအခုအပြီလအတွင်းကအခိုင်မာဆောက်လုံနေကြောင်းဒေသခံတွေစင်ကသိရပါတယ်။ပသိမ်မြို့ပေါ်ကိုဂျက်ဖိုက်တာရီယောဝိုင်းတွဲတွေနေပါတနေ့ကို၄-၅ကြိမ်လောက်ကင်းပတ်ပြန်နေတာညာဘက်တွေဆိုလဲစစ်ကားတွေနဲ့ကင်းပတ်တာတွေရှိတယ်။ပသိမ်လားပါခါကနေလင်းရင်ပြန်တက်တာကတနေ့ကို၄-၅ကြိမ်တက်မနေရှိတယ်လို့ပသိမ်ဒေသခံတအုပ်ကပြောပါတယ်။ ကရုတ်ချင်းများနဲ့ဗန်ကာများကိုပသိမ်မြို့လမ်းဆောင်လမ်းကွာနေရာချုံနဲ့တိုင်းတရာရုံအေယာရွှေဝါခမ်းမတို့မှာတဲ့အိတ်ဗန်ကာများကပြီးအုံနဲ့နှစ်ထပ်ဗန်ကာများကိုလည်းအခိုင်အမာဆောင်လုပ်ပြီးခန်းစစ်ပြင်ဆင်နေကြပသိမ်ရထူးသတင်းတပ်ဖွဲ့မှသိရပါရယ်ရဲစခန်းတစ်ခုစီမှာဗန်ကာ၅ခုထပ်မင်းဆောင်လုပ်ကကရုတ်ချင်းများမှာတူထားပြီးကန်ဒါရှိကင်းစခန်းတစ်ခုမှာဗန်ကာ၅ခုထပ်မင်းဆောင်လုပ်ပြင်ဆင်လျက်ရှိကြောင်းသိရပါရယ်အမတ်ချောင်းစင်အခြေခံလေးချင်းဤတန်စခတ်တချောင်းရွှေမြင့်တင်မှာမင်းက EP 22ရက်နေ့မနေ့ပိုင်းကစစ်မှုရန်တသားတင်များအတွက်စင်အခြေခံတင် င်နန်းဖွင့်ပွဲပြုလုပ်ခဲ့ပြီးတလတာတင်နန်းပြီးသွားမှာဖြစ်ကြောင်းသိရပါတယ်။စစ်မှုထမ်းတင်နန်းသားတစ်တွေကိုပတိန်တက်နေမှာကြာရှိမထားပဲရက်တူတင်နန်းပြင်းကရှင်းတန်းပို့ဆောင်နေတဲ့အတွက်ထွက်ပြေးသူများနဲ့တိတ်ဆုံးသူများများပြားလျက်ရှိကြောင်းဒေသတရင်ရင်မြစ်ကပြောပါတယ်။ဆက်လက်ပြီးထွက်ပြေးသွားတဲ့တပ်သားငောင်းကိုဖမ်းဆီးပြီးပို့ထိုင်းဆိုရကိုစစ်ကောင်စီတောင်းဆိုရင်လို့လေဆလာဘီထွက်ပြေးသွားတဲ့တပ်သားငောင်းကိုဖမ်းဆီးပြီးပို့ထိုင်းဆိုရကိုစစ်ကောင်စီတောင်းဆိုရင်ကြောင့်တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကြိုင်းစေကြီးမြို့နယ်ဖျားသုံးစုဘက်မှစစ်ကောင်စီတပ်သားငောင်းကအခုရ က်ပိုင်းတွင် ထိုင်းနိုင်ငံကန်ချနာနဘူရီခရိုင်ဖုန်တီကျေးရွာလမ်းကြောင်းမှတဆင်ထိုင်းနိုင်ငံကိုထွက်ပြေးသွားကြောင်းသိရပါသည်။အာနာသိန်းစစ်ကောင်စီကထွက်ပြေးသွားတဲ့စစ်သားငောင်းကိုဖမ်းဆီးပြီးပြန်လည်ပို့ဆောင်ပေးဖို့ထိုင်းစိုးရကိုတောင်းဆိုထားကြောင်းသိရပါသည်။ထိုင်းအာနာပိုင်တွင်ကလည်းစစ်ကောင်စီတောင်းဆိုထားတဲ့တိုင်းဆောင်ရွက်ဖို့ထွက်ပြေးလာတဲ့တပ်သားငောင်းကိုဖမ်းဆီးဖို့ကန်ချနဘူရီခရိုင်မှလိုက်လံရှာဖွေနေကြောင်းသိရပါသည်။ကန်ချနဘူရီခရိုင်ကပြည်သူများကိုလည်းထိုင်းအာနာပိုင်တွင်ကအတိအပြီးပြောကြားထားပြီးတပ်သားငောင်းနဲ့ပတ်သက်ပြီးသတင်းပေးကြဖို့ညွှန်ကြားထားကြောင်းသိရပါ ပါရယ်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား9ဦးကိုဓာတ်ပုံနဲ့တကွရှာဖွေနေပြီးကန့်ချက်နေပူရိခရိုင်တွင်ခြေရွာများနဲ့ပြည်သူစစ်များထံဖြန့်ဝေထားကြောင်းသိရပါရယ်ဒါပေမဲ့အစိုးရတပ်သား9ဦးရဲ့ကိုယ်ရေးအချက်အလက်တွေကိုတော့ထိုင်းစိုးရဘက်ကအသေးစိတ်ထုတ်ပြန်ထားတာမရှိပါဘူးမြန်မာနိုင်ငံသားတွေမှာဖျားသုံးစုကန့်ချက်နေပူရိလမ်းကြောင်းမှာတဆင်ထိုင်းနိုင်ငံတွင်ကိုတရားမဝင်ဝင်ရောက်လာခြင်းကြောင့်ဖမ်းဆီးခံရမှုများပြားလာနေကြောင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒေသခံတွေကဆိုပါရယ် ဆက်လက်ပြီးစစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်ရေးသူတို့ကြိုးပမ်းနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေး PDF ကိုတိစောက်ထားတဲ့ဆိုတဲ့မန္တလေး PDF ကိုကရင်မှုပြောတဲ့အတိုင်းအခုဆိုရင်မန္တလေး PDF ရဲ့စစ်တနန်းစင်ပွဲကိုကြည်ချင်းအဖြစ်အပြောနဲ့အလုံးလက်တွေ့ကြလှုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ဒါအပြင်မန္တလေး PDF က2025မှာစစ်ရေးရှင်ပုံမြင့်နိုင်ဖို့ဆိုပြီး စကိုင်းတက်မဟာကိုဖွဲ့စည်းလိုက်ကြောင်း2024ဒီဇင်ဘာ30ရက်နေ့ကထုတ်ပြန်ထားပါရယ်စကိုင်းမကွေမန္တလေးတိုင်းသုံးတိုင်းမှာစီးရင်များဖော်ဆောင်ဖို့အတွက်ရည်ချင်းပြည်ဝရီတက်မှုတရားကြောင့်ကုံမွေးထုတ်ခဲ့ပြီးလမ်းများအလုံးနှီးပြီးတော့ကိုမဟာပြည်ဝစီမံချက်အောက်မှာအညာ အောင်မြေစစ်စင်ရေးရှမ်းမန်းစစ်စင်ရေးရှမ်းတောင်လုံးစစ်စင်ရေးရိုးမအင်ယာစစ်စင်ရေးကမ်းခြေစစ်စင်ရေးစားရှိရေးစစ်စင်ရေးတွေကိုဟန်ချက်ညီဆက်တွဲနေကြပြီဖြစ်ပါတယ်။အညာမြေကိုပြန်လာပြီးစင်ရေးဖော်ဆောင်တဲ့ဗမာပြည်သူလူမျိုးရေးတပ်တော် BPNL ကလည်းတက်ထီတောင်ကျင်း၄နှစ်ပြည့်ခန္ဓာကို BPNL ရဲ့စစ်တေသတည်တည်မှာ EB 18ရမှာကျင်းပခဲ့ပြီးကိုကေမှုဖြစ်တဲ့မောင်ဆောင်ခရဲ့တောင်းလာမှာအာနာရှင်စနစ်စိုးကြီးနောက်မျိုးဆက်ထံလက်စစ်ကမ်းမကြံရေးစင်ရေးအလုံးတာဝန်ကိုစီးကြည်ပြွန်ကြရန်ပြောဆိုထားပါတယ်။ BPNL ကအခု တင်မှာအမှတ်300ရှင်းအညာစစ်ဒေသကိုတိုးချဲတိစောက်နိုင်ခဲ့တယ်လို့ဗမာအများစုနေထိုင်ရာဒေသတွေမှာမဟာမိတ်များနဲ့လက်တွဲပြီးတိုက်ပွဲများဖော်ဆောင်နေပြီဖြစ်ပါတယ်။ BBL နေနဲ့တပ်ဖွဲ့ဝင်အများများပြားရီထက်စီးစနစ်ကြရင်ကိုသာအတိကဦးစားပေးသွားမှာဖြစ်ကြောင်းတက်ထီထောင်ချင်းလေးနှစ်ပြည့်မှာပြောဆိုခဲ့ပါတယ်။ရှမ်းမဆစ်စင်ကြီးမှာလက်စွဲပြထားတဲ့မန္တလေး PDN နဲ့ PPL အပြင်တပ်များစုကအခုချိန်အညာမြေမှာအခြေပြုလှုပ်ရှားနေပြီး၂၀၀၀ 2025ခုနှစ်မှာကြီးမားတဲ့အထွေထွေထိုးစစ်တရက်ဖော်ဆောင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ကာကွယ်ရေးဝန်ကြီးဦးမြင့်မွန်ကလည်းအရာရီတိုင်းစစ်တနန်းစင်းပွဲမှာအထွေထွေထိုးစစ်စတင်တော့မှာဖြစ်ကြောင်းပြောဆိုထားပြီးပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါတယ်။နောက်တဲ့တပုတ်အနေနဲ့ရှမ်းကုန်းပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုစစ်မှုရန်ဖြင့်ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမြင်းလာမြို့နယ်ရှမ်းကုန်းပြည်လမ်းပိုင်းရှိကျေးရွာတွေကိုလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ဇန်ဘတ်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ် မှရှင်ဦးသေးဆုံးခဲ့ကြောင်းတာယာဝရီခရိုင် PDM မှာတာဝန်ရှိသူတောင်းကပြောပါရယ်မင်းကအီပီလာ22ရက်နေ့မနက်09မိနစ်30ခန်းချိန်ရန်ကုန်ပြည်လမ်းပိုင်းရှိကျင်းရွာတွေမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအညာတန်းကြီးရွာအနီးရှိ53မြမထမင်းဆိုင်မှာထမင်းစားနေစဉ်တာယာဝရီခရိုင်တရင်3800နှစ်တက်ခွဲနေရဲဘော်တွေကရှောင်းတခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ် အဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားရှယ်ဦးတည်ဆောင်ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်နေ့လယ်၂ :15 မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်က MI-35 ရဟတ်ယာဉ်နဲ့ရှုမဆက်ရှိပြည်သူများနေထိုင်တဲ့ခြေရာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။53ထမင်းဆိုင်အပြင်မှာစောင့်နေတဲ့ပြူစော်တီနှစ်ကောင်ကိုကျွန်တော်ပစ်တာလဲမြင်ရောထမင်းစားနေတဲ့စစ်ကွေးနဲ့ပြူခွေးတွေကဆိုင်ကယ်တွေပေါ်တက်ပြီးဖျို့ဖျက်နဲ့အတင်းမောင်းပြေးကြတယ်။အပြင်မှာရပ်ထားတဲ့သူတို့ဆိုင်ကယ်တွေအပြင်ပြည်သူတွေရဲ့ဆိုင်ကယ်တွေပါ ကြုံရတမောင်းပြည်တာကျွန်တော်တို့လိုက်ပစ်တော့အချို့ပြုခွေးတွေက ကိုင်းပြင်ကြီးတန်းတရားအောက်ကချောင်းထဲကိုပါပြေးကြတာနှစ်ကောင်ကတရားအောက်မှာတည်ရင်တန်ရရသွားတဲ့စစ်ကွေးနဲ့ပြုတ်ခွေးဆယ်ကောင်ကိုမင်းလာစင်ယုံပို့တာစင်ယုံမှာ6ကောင်ထပ်တည်နေအဲ့ဒီနောက်ကျွန်တော်တို့နေမြေရှင်းလင်းရေးလုပ်ပါတယ်တရားမြောက်ဘက်ကစစ်ကူလာတဲ့စစ်ခွေးတွေကရှမ်းတန်းပြီးလက်နက်ကြီးနဲ့ကျွန်တော်တို့ရှိတဲ့ထင်းတဲ့နေရာကိုပြတ်တဲ့တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာဆောင်နဲ့စစ်ကွင်းတာဆောင်ကိုပိတ်ပြီးရန်ကုန်ပြည်လန်းကကာလန်သွားလာခွင့်မပြုတော့ဘူးလို့တာယာဝန်ခံပြည်ရဲမှတာဝန်ရှိသူတောင်ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်